မင်္ဂလာပါရှင်။ယနေ့ရန်ကုန်မြို့ထုံးသတင်းဆောင်ကနေတင်ဆက်ပေးမှာကတော့ရန်ကုန်တိုင်းဒေသကြီးဒုတိယအကြိမ်မိုးရသည့်တစ်ပင်ဆိုင်ပြုတ်ဝဲကျင်းပတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့မှကြီးမှုပြီး2025ခုနှစ်ဒုတိယအကြိမ်မိုးရသည့်တစ်ပင်ဆိုင်ပြုတ်ဝဲကိုဇွန်လ6ရက်နေ့နက်ပိုင်းကတိုက်ကြီးခရိုင်တိုက်ကြီးမြို့နယ်မလေးရှားဝိုင်ကြီးရွာအုပ်စုတောင်လန်ယိုးမှကျွိုင်းအခွက်အမှတ်73 မေတ္တာအေးကျေးရွာအနေတွင်ကျင်းပရာရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝင်ကြီးချုပ်ဦးစိုးသိန်းနှင့်ဇနီးရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမူဗိုလ်ချုပ်ပြည်စုံလေးနှင့်ဇနီးရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ဆန္နာသွဲရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝင်များနှင့်၎င်းတို့ရဲ့ဇနီးများဒိုင်းဒေသကြီးဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ကျောင်းသားကျောင်းသူများတက်ရောက်ကြကြောင်းသိရပါသည်ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝင်ကြီးချုပ်ဦးစိုးသိန်းက 2021ခုနှစ်မှစလို့ယနေ့အထိရန်ကုန်တိုင်းဒေသကြီးအတွင်းတိုင်းဒေသကြီးအဆင့်တစ်ပင် စိုက်ပျိုးပွဲ22ကြိမ်စိုက်ပင်ပေါင်း4,800,113ခန်းခရိုင်မြို့နယ်အဆင့်တစ်ပင်စိုက်ပွဲတော့116ကြိမ်စိုက်ပင်ပေါင်း3,3,2516ပင်စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်းတစ်ပင်တက်တော်များဟာကဘာမြေပေါ်ရှိတက်ရှိများရှင်သန်ရည်တည်ရေးအတွက် အလုံးအေးပါပြီးစားရိတ်ခါဖူလုံကြီးရာသီဥတုမြတ်တာကြီး တဘာဝပီအန်နေများတာစီကာဝဲရီရေနဲ့မြေစီလွားထိမ့်သိမ့်ရီစတဲ့တိုက်ရိုက်အကျိုးကျေးဇူးများနဲ့ကေဟာစနစ်ဝန်ဆောင်မှုများကိုစင်ဆက်မပြတ်ပံ့ပိုးပေးလျက်ရှိပါကြောင်းတစ်ပင်တစ်တော်များစိုက်ပျိုးထိမ့်သိမ့်ခြင်းဖြင့်ရေကြီးရေရှမ်းခြင်းမြေပြိုခြင်းလေပြင်းမုန်တိုင်းတိုက်ခတ်ခြင်းမိုးကောင်ရေရှားခြင်းရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းစတဲ့တဘာဝပီတန်များရဲ့ကာဝယ်ပေးနိုင်ရေးအကျိုးကျေးဇူးများကိုရရှိနိုင်မှာဖြစ်ပါကြောင်း တစ်ပင်တစ်တော်စိုက်ပျိုးထိန်းသိမ်းခြင်းဟာနိုင်ငံရေးကောင်းမွန်သောအနာဂတ်ကိုတည်ဆောက်ခြင်းဖြစ်ပါကြောင်းပြောကြားပါတယ်။ဆက်လက်ပြီးစုပေါင်း၍တစ်ပင်စိုက်ပျိုးကြပါတယ်။အဲဒီနောက်ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းနဲ့အဖွဲ့ကတိုင်းဒေသကြီးဌာနဆိုင်ရာများမှဝန်ထမ်းများနဲ့ကျောင်းသားကျောင်းသူများကမဟောဂနီ1800ပင်၊ပြင်ကလူ1800ပင်၊ဗဒောက်1580ပင်၊ပြင်မ1400ပင်၊မန်ချန်ရှား800ပင်နဲ့ ခရီး200ပင်စစ်စုပေါင်း9580ပင်တို့ကိုစိုက်ပျိုးနေမှုများအားလှည့်လည်ကြည့်ရှုအပိတ်ကြကြောင်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့ဇွဲထက်ကိုကပေးပို့လာတာပါ။ဆလာတင်စမဲသတင်းကတော့ရန်ကုန်တိုင်းဒေသကြီးဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်6/2025ကျင်းပတဲ့သတင်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးဆိုရအဖွဲ့ဝင်ကြီးချုပ်ဆိုသိန်းတိုင်းဒေသကြီးဆိုရအဖွဲ့ဝင်များနဲ့တိုင်းဒေသကြီးစင်ဌာနဆိုင်ရာအကြီးအကဲများရဲ့6မြင်းဆောင်2025လုပ်ငန်းညှိနှိုင်းစည်းဝေးကိုစွန်လ6ရက်မိုးလယ်ပိုင်းကတိုင်းဒေသကြီးအစိုးရအဖွဲ့ယုံမင်္ဂလာခမ်းမာရင် ပြုလုပ်ကြောင်းသိရပါဗျာ။ ရှေးဦးဆောင်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့2025ခုနှစ်မေလ6ရက်နေ့ကပြုလုပ်ခဲ့သောဒိုင်းဒေသကြီးအစင်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းငားမြင့်ဆောင်2025ရဲ့အစီအဝေးဆုံးဖြတ်ချက်များအပေါ်ဆောင်ရွက်ပြည်စီမှုများအောင်ဒိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ရှိသူတဦးကဖတ်ကြားပါရယ်အဲ့ဒီနောက်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးချုပ်ဦးစိုးသိန်းကအမှားစကားပြောကြရအောင် ရန်ကုန်တိုင်းဒေသကြီးသို့နိုင်ငံတကာမှရောက်ရှိလာတဲ့ကုညီကယ်ဆယ်ပစ္စည်းများအားငလျင်ဘေးတင်ဒေသများသို့ပို့ဆောင်လျက်ရှိကြောင်းယခုကာလဟာမိုးရွာသွန်းမှုနဲ့ရံဖန်ရခလေပြင်းတိုက်ခိုက်မှုများရှိနေတဲ့အတွက်သက်ဆိုင်ရာဌာနတွေအနေနဲ့ဖြစ်လေဖြစ်ထားရှိသော အသေးအဖွဲအနေနဲ့မြန်မာအစအစတင်ပြင်ဆင်ထားရှိရန်လိုအပ်ပါကြောင်း သွေးလုံးဒုက္ခရောဂါ၊ဝမ်ပြဲဝမ်ရွှဲရောဂါနဲ့ကိုဗစ်ရောဂါများဖြစ်ပွားမှုမရှိစေရန်ကျန်းမာရေးအရာကြိုတင်ပြင်ဆင်ထားရှိရန်လိုအပ်ပါကြောင်းမိုးရွာပြီးချိန်လမ်းများပေါ်တွင် ရေတင်နေမှုများမရှိစေရေရေစည်းရလာကောင်းမွန်စေရေရေမြောင်းပိတ်ဆို့မှုများမရှိစေရေစောင့်ဝတ်ထားရှိရန်လိုအပ်ကြောင်းရေစည်းကမ်းလမ်းစည်းကမ်းချိုးဖောက်မှုများကို ထိတိယယအရေးယူရန်ဖြစ်ကြောင်း တဘာဝဘေးရန်ရဲ့မိုးလေဝသသတင်းများအားနေစဉ်ဆောင်ကြည့်ရန်လိုအပ်ပါကြောင်းနဲ့ထူးခြားဖြစ်စဉ်သတင်းများရှိလာပါကအချင်းနဲ့တပင်းကြီးတင်ပြရန်လိုအပ်ကြောင်းပြောကြားပါရယ်။အဒီနောက်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ညွှန်ကြားရေးမှူးကနိုင်ငံတော်စီမံချုပ်ရေးကောင်စီပြည်ထောင်စုအစိုးရအဖွဲ့ရုံးနဲ့ဝင်ကြီးဌာနများရဲ့လက်ညှိုးချက်များညွှန်ကြားချက်များအားဖက်ကြားရှင်းလင်းတင်ပြပါရယ်။ ဆက်လက်ပြီးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနဲ့တိုင်းဒေသကြီးဌာနဆိုင်ရာအကြီးအကဲများကစောင့်ရက်ပြည်စည်းခဲ့တဲ့လုပ်ငန်းများနဲ့ဆက်လက်ဆောင်ရွက်မဲ့လုပ်ငန်းများအားကဏ္ဍအလိုက်ရှင်းလင်းတင်ပြကြပြီးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ကနေကုန်းချုပ်စကားပြောကြားကြောင်းသိရပါတယ်။ဒီသတင်းကိုတော့ဇွဲထက်ကိုကပေးပို့ထားပဲဖြစ်ပါရဲ့ရှင်။ထပ်မံတင်ဆက်ပြီးမှာကတော့ပြည်သူ့စစ်မှုထမ်းတင်းနဲ့အမှတ်စဉ်၁၁တင်းနဲ့စီမွေးကျင်းပတဲ့သတင်းဖြစ်ပါတယ်။ ပြည်သူစစ်မှုထမ်းတင်းနှံအမှတ်စဉ်17တင်းနှံစင်ဝဲအခမ်းအနားကိုဇွန်လ6ရက်နေ့နက်ပိုင်းကရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့နယ်ဂျိုးပြူဒေသရှိနေမြေကန်တင်းနှံကျောင်းတွင်ပြုလုပ်ရာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းတိုင်းဒေသကြီးအစိုးရဖွဲ့ဝန်ကြီးများနေမြေကန်တင်းနှံကျောင်းကျောင်းဝကြီးဗိုလ်မှူးချုပ်မြို့မင်းတန်းတပ်မတော်အရာရှိကြီးများဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အုပ်ချုပ်သူနှိပြများတက်ရောက်ကြပါသည် ရှေးဦးစွာအကြောင်းဆရာကြီးအားတင်နန်းသားတက်ခွေများကအလေးပြုခြင်းနိုင်ငံတော်လံကူအလေးပြုခြင်းတင်နန်းသားများကဂရုသစ္စာပြုကကျန်းသစ္စာဆွေခြင်းများဆောင်ရွက်ကြပြီးကျောင်းဦးကြီးကတင်နန်းဆင်းမေကုန်းပြောကြားပါရယ်အဒီနောက်စံပြတသားစုကျင့်ဝတ်60စုလက်ဖြောင့်တသားစုစစ်မြေပြင်မိုင်းကျွမ်းကျင်စုတက်စိတ်တိုက်ပွဲအကောင်းဆုံးစုနဲ့အိတ်ဆောင်အလိုက်အကောင်းဆုံးစုရရှိသူများကိုကျောင်းဦးကြီးကဆုများပေးရခြင်းမြင်ပါရယ် ဆက်လက်ပြီးရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးစိုးသိန်းဟာ900ဆန်အားကစားခန့်မှာတွင်တင်နန်းသားများနှင့်တွေ့ဆုံအမှာစကားပြောကြားပြီးတင်နန်းစင်းတက်ခွေများကိုရင်းနှီးနှီးလိုက်တဲ့နှုတ်ဆက်ကြကဂုံပြုတ်ချင်းမြင့်ငွေများပေးရရာကျောင်းဝကြီးကလက်ခံပါတယ်အစပတ်တင်နန်းတွင်တင်နန်းသား414ဦးတက်ရောက်ခဲ့ကြပြီးတင်နန်းကာလမှာရက်တရက်ဘက်12ဘက်ကြာမြင့်ခဲ့ကြောင်းသိရှိရပါတယ်ရှင်ဒီသတင်းကိုတော့ဇွဲထက်ကပေးပို့လာတာပါ